င်္ဂလာပါရှင် People's Free ရဲ့ညနေခင်းသတင်းအစီအစဉ်ပါဒီနေ့ဂျွန်လ26ရက်နေ့အတွက်သတင်းတွေကတော့နောင်ချိုကိုစစ်ကောင်စီစီပြန်ပေးမှာမဟုတ်ဘူးလို့ TNLA ပြောပါတယ်ဘကိုးတိုင်းအတွင်းစစ်ရေးအရှိန်မြင့်လာနိုင်တယ်လို့ဘကိုးခရိုင်တပ်ရင်းနှစ်ကအသိပေးတာပါစစ်ကောင်စီကပြည်တွင်းပြည်ပဥပဒေတွေကိုချိုးဖောက်နေတယ်လို့တန်အမတ်ကြီးဦးကျော်မိုးထွန်းပြောကြပါတယ် KNU တပ်မဟာလေးစီစစ်ကောင်စီတပ်သား3ဦးအလင်းဝင်လာတယ်လို့သိရတာပါ ဒီသတင်းတွေနားဆင်ရမှာဖြစ်ပါရဲ့ရှင်။ရှမ်းပြည်မြောက်ပိုင်းမှာတိုက်ပွဲတွေပြင်းထန်နေတဲ့နောင်ချိုမြို့ကိုစစ်ကောင်စီစီပြန်ပေးမှာမဟုတ်ဘူးလို့တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ပြောရေးဆိုခွင့်ရှိသူလွေးရည်ဦးက People's Spring ကိုပြောပါရယ်။နောင်ချိုမြို့ကို TNLA ကစစ်ကောင်စီစီပြန်ပေးမယ်လို့သတင်းထွက်နေတာနဲ့ပတ်သက်ပြီးမေးတဲ့ပေါ်လက်ရှိအချိန်ထိကတော့ဒါကသတင်းအတုတွေသာဖြစ်တယ်။ကျမတို့ကတော့ဒီလိုမျိုးပြန်ပေးဖို့အစီအစဉ်ကတော့မရှိသေးဘူး။ အဟိုကတော့ညံကြားတာမျိုးတွေတော့မရှိသေးဘူးလို့ TNLA ပြောခွင့်ရှိသူလွင့်ရည်ဦးကညင်းဆိုပါတယ်စစ်ကောင်စီတပ်နောင်ချိုမြို့နာရောက်လာပြီးတဲ့နောက် TNLA ကနောင်ချိုမြို့ကိုစစ်ကောင်စီစီပြန်ပေးမယ်ဆိုပြီးစစ်တပ်ဝါဒဖြန့် channel တွေကပြီးခဲ့တဲ့ရက်ပိုင်းမှာသတင်းတွေဖြန့်ချီခဲ့ပါတယ်လက်တလောတော့နောင်ချိုမြို့အနီးကကံကြီးကျေးရွာတောင်ဘက်နေရာအနှံ့မှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့လွင့်ရည်ဦးကပြောပါတယ်ပြီးတော့ TNLA နဲ့စစ်ကောင်စီတပ်ဖွဲ့တွေက နောင်ချိုမြို့အနီးတောင်ခမ်းရွာတဝိုက်မှာလည်းတိုက်ပွဲတွေပြင်းထန်နေသလိုရွှေသွန်းရွာ၊ကုန်းတာ၊နောင်အော၊နောင်လင်း၊နောင်ဖာမဲပုတ်ကျေးရွာတွေဘက်မှာလည်းတိုက်ပွဲတွေဖြစ်နေတယ်လို့သူကပြောပြပါရယ်။ဒါကြောင့်တိုက်ပွဲတွေဟာနောင်ချိုမြို့နဲ့ပိုနီးလာနေပါရယ်။လက်ရှိမှာစစ်ကောင်စီကအင်အားအများအပြားနဲ့ထိုးစစ်ဆင်လာနေတယ်လို့လည်း TNLA ကဆိုတာပါ။မနေ့ကတရက်ထဲမှာတင် နောင်ချိုမြို့နယ်ကနောင်လင်း၊နောင်အော၊လုံဆန်းနဲ့နောင်ဖာကျေးရွာတွေကိုစစ်ကောင်စီတပ်က ဒရုန်းနဲ့ဘုံ28လုံးကျေချခဲ့တဲ့အပြင်လက်နက်ကြီး68လုံးပစ်ကူပြီးတိုက်ခိုက်ခဲ့တယ်လို့ TNLA ကဒီနေ့မှထုတ်ပြန်ပါတယ်။နောင်ချုံမြို့ကိုစစ်ကောင်စီတပ်ကအင်အား6000ခန့်သုံးပြီးထိုးစစ်ဆင်လာနေတယ်လို့ဒနုပြည်သူလွတ်မြောက်ရေးတပ်တော် DPLA ပြောရေးဆိုခွင့်ရှိသူကလည်း People Spring ကိုအသိပေးထားပါတယ်ရှင်။ပဲခူးတိုင်းအတွင်းစစ်ရေးအရှိန်မြင့်လာနိုင်တယ်လို့ပဲခူးခရိုင်အမှတ်နဲ့တည်ရင်ဒုတည်ရင်မှုကပြောပါတယ်။ပဲခူးတိုင်းညောင်လေးပင်ကြောက်တကဖြူးမြွနယ်တို့က ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်မှာရှိတဲ့စစ်ကောင်စီတပ်စခန်း၉ခုကို မနေ့ကတပြိုင်တည်းတက်ခရရမှာဘကိုးခရိုင်အမှတ်နှစ်တက်ရင်လဲပါဝင်ခဲ့ပါတယ်။ဒီဘကိုးတိုင်းမှာစစ်ရေးကတော့ရှေ့လျှောက်ပို့ပြီးတော့အချိန်မြင့်မဲ့အနေထားပါပဲလို့ဘကိုးခရိုင်တက်ရင်နဲ့ဒုတက်ရင်မှုကပြောပါတယ်။ NUG အစိုးရကာကွယ်ရေးဝန်ကြီးဌာနရဲ့မနေ့ကတိုက်ပွဲသတင်းထုတ်ပြန်ချက်မှာတော့ PDF ဘကိုးတိုင်းစစ်ဌာနကဘကိုးတိုင်းထဲမှာစစ်စင်ရေးတွေတိုးမြှင့်ဆောင်ရွက်နေတာကြောင့် ပြည်သူတွေပူးပေါင်းပါဝင် ပေးကြဖို့မေတ္တာရက်ခံထားပါတယ်ပြီးတော့တစ်ဆက်တည်းမှာပဲစစ်ကောင်စီတပ်သားတွေအလင်းဝင်ကြဖို့လည်းဒုတည့်ရင်မှုကတိုက်တွန်းထားပါတယ်စစ်ရေးအခြေအနေက တော့မြို့ပေါ်ကိုတော်လှန်ရေးအင်အားစုတွေရောက်မလာအောင်စစ်ကောင်စီကခံစစ်ပြင်းနေတဲ့အခြေအနေ ဖြစ်တယ်လို့အဲ့ဒီဒုတည့်ရင်မှုကပြောပါတယ်ပဲခူးခရိုင်တပ်ရင်းနှစ်ဟာကျောက်တကားမြို့ကနေပဲနွယ်ကုန်မြို့အထိစစ်မျက်နှာဖွင့်ထားသလိုပဲနွယ်ကုန်နတ်တန်ကွင်းနတ်တန်ကွင်းကြောက်ကြီးလမ်းကျောမှာလည်းအင်အားတွေဖြန့်ထားတယ်လို့သိရပါတယ်ရှင်။ အာနာသိန်းစစ်ကောင်စီတပ်ကပြစ်ဒဏ်ကင်းလွတ်ခွင့်ကိုအသုံးချပြီးလူမဆန်တဲ့လုပ်ရက်တွေကိုစတိုကျူးလွန်နေတဲ့အပြင်ပြည်တွင်းဥပဒေနဲ့ R2P ရဲ့စီမင်းအနှစ်သာရအပအဝင်အပြည်ပြည်ဆိုင်ရာဥပဒေတွေကိုချိုးဖောက်နေတယ်လို့ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းကပြောပါရယ်မနေ့ကကုလသမဂ္ဂဌာနချုပ်မှာကျင်းပတဲ့အစည်းအဝေးမှာမြန်မာသံအမတ်ကြီးကမိန့်ခွန်းပြောခဲ့တာပါနိုင်ငံတကာအသက်အဝန်းအနေနဲ့ကာကွယ်ပေးဖို့တာဝန်ရှိမှုဆိုတော့ အာတူပီအပေါ်ထားတဲ့ဂတိကဝတ်ကိုအပြည့်အဝကင်ဆွဲဖို့နဲ့အရေးယူဆောင်ရွက်ချက်အဖြစ်ပြောင်းလဲလှုပ်ဆောင်ဖို့မြန်မာရဲ့အခြေအနေပေါ်အခြေခံပြီးတန်အမတ်ကြီးကအချိန်ပေါင်းများစွာပြောကြားခဲ့တယ်လို့ဆိုပါတယ်။လက်ရှိမြန်မာနိုင်ငံမှာမတရားစစ်အာဏာသိမ်းမှုတစ်နှစ်ထပ်တိုးလာခဲ့ပြီဖြစ်ပေမဲ့အတိအမတ်ပြုတ်နိုင်လောက်တဲ့တိုးတက်မှုတစ်စုံတရာမရှိပဲမြန်မာပြည်သူတွေနဲ့မြန်မာနိုင်ငံဟာစစ်အုပ်စုကကျူးလွန်နေတဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေကိုကြံ့ကြံ့ခံအန်တုနေရတဲ့အကြောင်းတန်အမတ်ကြီးကကုလအစည်းအဝေးမှာပြောပါတယ်။ ဒါအပြင်စစ်ကောင်စီဟာပြည်သူတွေအပေါ်စစ်မှတ်ပြုတာကိုလည်းနေ့စဉ်နဲ့အမျှတိုးမြှင့်လှုပ်ဆောင်နေတယ်လို့တာအမတ်ကြီးကအသိပေးတာပါ။ဒါကြောင့်ဒီဖြစ်စဉ်တွေအတွင်းမှာစစ်ကောင်စီတပ်ရဲ့တပ်ဖြတ်တာကိုခံရတဲ့ပြည်သူဥယေ6800ကျော်ရှိတာကိုအတည်ပြုထားနိုင်ကြောင်းနဲ့လက်တွေမှာအရေးအတွက်ကအဲ့ဒီထက်ပိုပြီးများပြားနိုင်ကြောင်းလဲတာအမတ်ကြီးကဆိုပါတယ်။ဒီလိုအခြေအနေမှာမင်းအောင်လိုက်ကိုဖမ်းဆီးပြီး ICC ရဲ့ pre trial chamber 1မှာစစ်ဆေးဖို့ နိုင်ငံတကာရာဇဝတ်ခုံရုံးရှေ့နေကဝရမ်းလျှောက်ထားတာကိုမြန်မာနိုင်ငံအနေနဲ့ကြိုးဆိုလက်ခံကြောင်းတာမတ်ကြီးကအသိပေးပါတယ် pre-trial chamber 1ဆိုတာကတော့နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ရဲ့တရားစီရင်မှုမစခင်အဆင့်အတွက်တာဝန်ယူရတာဖြစ်ပါတယ်သူရဲ့တာဝန်တွေထဲမှာဖမ်းဆီးအမိန့်စစ်ဆေးမိန့်ထုတ်ပြန်တာတပ်သေးအထောက်အထားတွေရဲ့တရားဝင်မှုကိုသုံးသပ်တာတွေပါဝင်ပါတယ် chamber အနေနဲ့နိုင်ငံတကာရာဇဝတ်ခုံရုံးရဲ့ဖမ်းဝရမ်းအမိန့်ကိုလည်း အချိန်မီထုတ်ပေးဖို့တမ်မတ်ကြီးကတိုက်တွန်းလိုက်ပါရရှင်။ကရင်အမျိုးသားအစည်းအရုံး KNU ဒဝဲခရိုင်တပ်မဟာလေးစီစစ်ကောင်စီတပ်သား3ဦးအလင်းဝင်လာတဲ့အကြောင်း KNU ဒဝဲခရိုင်အတွေ့ရမှုဘဒုစောအင်နာက ပြောပါရယ်။ပြီးခဲ့တဲ့ဇွန်လ22ရက်မှာ KNU လက်အောက်ခံကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တပ်ရင်းခွန်တပ်ခွဲ3စီစစ်ကောင်စီတပ်သား2ဦးလက်နက်ခဲယမ်းတွေယူလာပြီးအလင်းဝင်ခဲ့တယ်လို့ဆိုပါရယ်။ဇွန်လ6ရက်မှာလည်း KNU လက်အောက်ခံ KNLA တရင်30စီစစ်ကောင်စီတပ်သား2ဦးအလင်းဝင်လာတဲ့အကြောင်းဘဒူစောအင်နာကပြောပါရယ်ဒီလူတွေကအများသောအားဖြင့်လူငယ်တွေ20ကျော်ကျော်အရွယ်တွေသူတို့ကစစ်သားတွေစုဆောင်းရေးမှာပါလာတဲ့စစ်သားတွေလူငယ်တွေပေါ့လို့သူကရှင်းပြပါရယ် KNLA တရင်30စီအလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားတွေကတော့လက်နက်ပါလာတာမရှိဘူးလို့ဆိုပါရယ် KNLA တရင်30ကဒဝဲမြို့နယ်ထဲမှာရှိပြီး KNDO တရင်ခွန်ကတော့ ပလောမြို့နယ်မှာရှိပါတယ်။လက်ရှိ KNU တပ်မဟာလေးနယ်မြေကဧရိယာအများစုမှာစစ်ရင်ငြိမ်နေပြီးတနင်္သာရီမြို့နယ်မှာတော့စစ်ကောင်စီတပ်ရဲ့ထိုးစစ်ကြောင်းတိုက်ပွဲတွေရှိနေပါတယ်။စစ်ကောင်စီကမောတောင်နယ်ဇက်ကိုပြန်ထိန်းချုပ်ဖို့အတွက်တနင်္သာရီနယ်မောတောင်ကိုဆက်သွယ်ထားတဲ့လမ်းမကြီးကိုသူတို့ပြန်လည်ထိန်းချုပ်နိုင်ဖို့စစ်ကြောင်းတွေထိုးနေတာတော့ရှိတယ်လို့ဒဝဲခရိုင်ကရင်လူငယ်ကောင်းဆောင်တအူဖြစ်တဲ့စောအေထီကော်က People's Spring ကိုပြောပါတယ် စစ်ကောင်စီဟာတနင်္သာရီမောတောင်လမ်းကြောင်းထိန်းချုပ်နိုင်ရည်အတွက်ထိုးစစ်ဆင်နေတာနှစ်ဝက်ကျော်ရှိလာပြီမဲ့တနင်္သာရီတိန်ခွန်းရွာအနီးတိုက်ပွဲတွေပြင်းထန်နေတာကြောင့်ရှေ့ဆက်မတိုးနိုင်ပဲဖြစ်နေပါတယ်။ဒါကြောင့်စစ်ကောင်စီဟာအဲ့ဒီဒေသကိုလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတယ်လို့တမဟာလေးနေမီကတော်လှန်ရေးပူပေါင်းတပ်တွေအသိပေးပါရရှင်။ People's Prayer ညနေခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါရှင်။